ကုန်းပေါင်ခေဦးဆယ်ရှိရာစုအစောပိုင်းတွင်ဥအောင်စေရအလောင်းမင်းတရားကိုမူးကြီးမျိုးစားဥရွှေချားနှင့်ဒေါ်အောင်မြတ်တို့၏တားဖြစ်ရွှေကိုကြေးရွာတွင်ဖွားမြင်ငင်းနမေမောင်အောင်ဖခင်မှာမျိုးစားဖြစ်တော်လဲမိသားစုမှာဆင်းရဲသူပင်နှင့်နေထိုင်ခဲ့ရသည်ငယ်စဉ်ကပင်ထက်မြက်ပြီးဆင်းရဲနိုင်ငံရေးတွင် အထူးစိတ်ဝင်စားခဲ့သူဖြစ်သည် မောင်အောင်သည်အရွယ်ရောက်လာသောအခါအင်းဝဘရင် မဟာဓမရာဇာတိပတိစင်ဖြူရှင်တက်တွင် အမှုထမ်းသည်သူ၏ရဲရင်မှုဉာဏ်ရည်ထက်မြက်မှုတို့ကြောင့်တဖြည်းဖြည်းစစ်ဘိုလ်အဖြစ်ယာရုတိုးလာခဲ့သည်သို့သော အင်းဝအုပ်စိုးရေးအားနည်းလာပြီးငွန်တို့၏အင်အားကြီးထွားလာမှုကိုမျက်မြင်ကြုံတွေ့ရသည်အင်းဝပြက်ပြီးငွန်တို့၏ဩဇာခံဘဝတွင်1952တွင်ငွန်ဘရင်ပညာတလဥဆောင်သောတက်များက အင်းဝါကိုတင်ပိုက်ပြီးမြမာတို့အားနှိမ့်ဆက်သည်ဥအောင်စီရသည်ငွန်းတို့ထံအညံ့ခံရတော်လဲစိတ်တွင်မနေဘဲလှုပ်ဝက်စွာမြမာတက်ဖွဲ့များပြန်လဲစုစည်းရန်ကြံစီခဲ့သည်ဥအောင်စီရသည်ငွန်းတို့၏အုပ်ဆိုးမှုကိုမခံနိုင်တော့ဘဲရွှေဘိုတို့စုပ်ခွာကလှုပ်ဝက်စွာတက်စုဆောင်သည် သူ၏မိန်ကွန်းများမဟာဗျူဟာကြသောစည်ရေးလှုပ်ရှားမှုများဖြင့်မြမာတို့၏စီလုံးမှုကိုပြန်လဲတိဆောက်ခဲ့သည် 1954တွင် ရွှေဘိုတက်ဖွဲ့စည်းပြီးငွန်တို့ကိုတိုက်ခိုက်ရန်စတင်သည့်သူ၏နီးပြူဟာမှာကျေးရွာများမှ လူငယ်များကိုစုစည်းခြင်းစစ်တီများအားခင်မီလက်နက်များတင် जा ပေးခြင်းငွန်တက်များကိုအန်တုနိုင်ရန်လှည့်ကွက်များဖြင့်တိုက်ခိုက်ခြင်းအောင်ပွဲများနှင့်ကုန်းမောင်နိုင်ငံတော်တီထောင်ခြင်းများအတွက်1955တွင်အင်းမောကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးမွန်တို့အား တောင်ငူအထိနှင်ထုတ်နိုင်ခဲ့သည်ထို့နောက်အလောင်းမင်းတရားအဖြစ်ထီးနန်းတက်ကကုန်းပေါင်မျိုးယခုရွှေဘူအနီးတွင်နန်းဆိုင်သည်သူ၏အုပ်ချုပ်မှုတွင်ပြည်ရင်းငင်းချမ်းရေးထူထောင်ခြင်းစီးပွားရေးလူမှုရေးပြုပြင်ပြောင်းလဲမှုများရခိုင်မဏိပူရရိုဒီယာတို့ကိုစစ်စင်နှွဲခြင်းတို့ကိုမရက်မနာအစွမ်းကုန်လုပ်ခဲ့ပါသည်အလောင်းမင်းတရား၏အမွေအနှစ်များကြံခဲ့သည် 1960တွင်နက်ရွာဆန်တော်လဲသူဤလက်ထက်တွင်မြန်မာနိုင်ငံသည်အင်အားကြီးမားသော နိုင်ငံတစ်ခုအဖြစ်ပြန်လည်ထွန်းကားလာခဲ့သည်တားဖြစ်သူစင်ဖြူရှင်မင်းလက်ထက်တွင်ကုန်းမောင်အင်ပါယာပုံမူကျယ်ပြန့်လာခဲ့သည်အလောင်းမင်းတရားကြီးသည်မြန်မာသမိုင်းတွင်ပြတ်သုံးနေသောနိုင်ငံကို ပြန်လည်စုစည်းပေးခဲ့သည့်မဟာဗိမ္မာန်ဆိုးအဖြစ် အမှတ်ရနေမည်ဖြစ်သည် သူဤဇွဲလုံးလားနှင့် မဟာဗျူဟာကြသောခေါင်းဆောင်မှုတို့သည်ယနေ့တိုင်အားကြเสียဖြစ်နေစေပင်